ဘာပေါ်မှာတရေ6လက်နေတဲ့စစ်ပွဲနေရာတွေအကြောင်းကိုဒီကနေ့ကျွန်တော်တို့ MNM မြန်မာ channel တွေကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ American ပြည်တွင်းစစ်ကြောင်းတည်ဆုံသွားရတဲ့သူတွေရဲ့ဝန်ကြီးတွေဟာ6လက်နေစေဖြစ်တဲ့နေရာတချို့အကြောင်းကိုဖော်ပြပေးသွားမှာပါ။ပထမအဆုံးအနေနဲ့ပြည်တွင်းစစ်ရဲ့အဓိကအချိုးကွေ့ဖြစ်ခဲ့ပြီးတော့တွေးချောင်းစီးခဲ့တဲ့တိုက်ပွဲကြီးဖြစ်ပွားခဲ့ရာ Gettysburg စစ်မြေပြင်အကြောင်းကိုပြောရမှာပါ။ဒီနေရာဟာဘယ်တော့မှမငြိမ်းချမ်းနိုင်တဲ့နယ်ပယ်လို့တင်စားကြပြီးဒီစစ်မြေပြင်မှာဝန်ကြီးစစ်တွေကလှည့်လည်သွားလာနေတာ ဝင်းကြီးပလွေတန်တွေကြားရတာနဲ့တခြားတော့မရှင်းပြနိုင်တဲ့ဖြစ်ရပ်တွေကိုမြင်တွေ့ရတယ်လို့ဆိုပါရီဒါမျိုးကမှညာဘက်တွေမှာတိုက်ပွဲရဲ့ hit or တန်တွေတနက်တန်တွေဘုံတန်တွေနဲ့တံပိုးမုတ်တန်တွေလိုမျိုးအစားတဲ့အတန်တွေကိုလည်းကြားရတယ်လို့ဆိုကြပါရီတက်စုတွေခြိတက်နေတဲ့နေရာမှာလေတရဲစစ်သားတွေရဲ့အရေးယောင်တွေကိုမြင်တွေ့ရတယ်လို့ပြောကြပြန်ပါရီနောက်ထပ်နေရာကတော့ American တမိုင်းမှာတွေးထွက်တန်ယူအများဆုံးတိုက်ပွဲဖြစ်ခဲ့တဲ့ Eddie Yeppe အမျိုးသားစစ်မီပြမှာ ဒီနေရာမှာ1862ခုနှစ်ကသွေးထွက်တံရုပ်ဖြစ်ဆုံးတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးတော့တရထိုင်တဲ့လူပေါင်း2000ကျော်တည်ဆုံးခဲ့ရပါတယ်။လာရောက်လေပတ်တဲ့သူတွေကဒီစစ်မြေပြင်တစ်ခုလုံးမှာထူးဆန်းတဲ့ဆွမ်းအင်မျိုးရှိနေတယ်လို့ခန့်စားရပြီးတနက်ပြတံတွေနဲ့အော်ဟစ်ငိုယူတဲ့အတံတွေကိုကြားရတယ်လို့လည်းဆိုကြပါတယ်။ပြောင်မှုခင်းတဲ့သွေးလျှောက်လန်လူခေါ်တဲ့လန်တစ်လျှောက်မှာပို့ပြီးတော့ကြားရလေးရှိတယ်လို့မီးလောင်နေတဲ့တံတားလိုမျိုးနေရာမျိုးတွေမှာလည်းတဘာဝလိုဖြစ်ရက်တွေကိုမကြာခဏဖြစ်ပေါ်လေရှိပါတယ်။အဲဒီနောက်မှာတော့ပြည်တွင်းစစ်ရဲ့အမှောင်ဆုံးအခန်းကဏ္ဍတစ်ခုကိုဖော်ပြနေတယ်။ အန်ဒါဆန်ဖီးအချင်းတောင်အကြောင်းကိုပြပြကြပါသေးတယ်။ဒီကျင်းတော့ဆိုတော့ဖြင့်အလွန်အဆိုးရွားတဲ့အခြေအနေတွေကြောင့်နမေဂျီဘီထောင်ထဲမှာတည်ဆုံခဲ့တဲ့သူပေါင်းက13000ကျော်တောင်ရှိခဲ့တာပါ။ဒါကြောင့်မလို့ဒီနေရာမှာဝင်းကြီးတွေ6လက်နေတာအံ့ဩစရာတော့မဟုတ်ပါဘူး။ဒီအချင်းတောင်ထဲမှာအငက်ပီနဲ့တည်ဆုံသွားခဲ့တဲ့အစာရေစံငတ်မှုပြီးတော့ပိန်ချုံနေတဲ့အချင်းသားတွေရဲ့အရေးတွေဟာလေအချင်းတောင်တစ်ဝိုက်မှာလက်လက်နေရလို့လည်းသိကြပါရဲ့။သူတို့ရဲ့ညီတော်တန်တွေငိုရိုတန်တွေနဲ့ခြေလန်းတန်တွေကိုကြားရလေးရှိရလို့လေပတ်ဝန်းကျင်ကသူတွေကဆိုပြန်ပါတယ် ီနေရာရဲ့ခြောက်ခြားမှုတွေနဲ့ပတ်သက်ပြီးတရေပုံရိပ်တွေပါဝင်နေတဲ့ဓာတ်ပုံမှန်တမ်းတွေတောင်မှရှိခဲ့တယ်လို့ဆိုပါရည်။နောက်ထပ်ထိလန့်စရာအကောင်းဆုံးနေရာတစ်ခုကတော့လူဝီဇီယားနာပြည်နယ်မှာရှိတဲ့မိုင်းထယ်ဆိုင်ခင်းပဲဖြစ်ပါရည်။ဒီနေရာမှာတရေပေါင်း၁၂ကောင်လောက်၆လက်နေတယ်လို့ပြောကြပါရည်။ စစ်သားတစုရဲ့မတရားအကျင့်ခံရပြီးတော့တေဆုံးသွားရရှာတဲ့တခင်မဖြစ်သူကိုစောင့်ဆိုင်းနေတဲ့ကလိုအီးဆိုတဲ့ဂျွန်မာလီရဲ့ဝိညာဉ်ဟာလည်းလှည့်လည်နေစေဖြစ်တယ်လို့အရင်ကပိုင်ရှင်ဟောင်းဖြစ်တဲ့ဝီလီယံဒရူးဝင်းတာဟာတနက်နေ့ပြတ်သက်ခံရပြီးတော့မကျွတ်မလွတ်ပဲသူ့ရဲ့ဝိညာဉ်ဟာလည်းဒီရင်ကိုစောင့်ကြည့်နေစေပဲလို့ဒဏ္ဍာရီတွေကလည်းပြောပြနေပါတယ်နောက်ဆုံးအနေနဲ့ကင်တက်ကီပြည်နယ်မှာရှိတဲ့ Hollywoodville ရက်ွက်ဟောင်းအကြောင်းကိုပြပြပေးခြင်းပါတယ်။ဒီသမိုင်းဝင်ရက်ွက်အဟောင်းကတော့ American ရဲ့အချောက်ချာဆုံးနေရာတွေကတခုလို့သတ်မှတ်ခံရပြီးပြည်တွင်းစစ်ကာလတုန်းကယာယီစေးရုံအဖြစ်ကိုအသုံးပြုခဲ့တဲ့ Pink Palace မှာတည်ဆုံသွားခဲ့တဲ့စစ်တယ်တွေရဲ့ဝိညာဉ်တွေဟာလက်လက်နေစေဖြစ်တယ်လို့သိရပါတယ်။အနည်းအနာကလူနေအိမ်တွေမှာလည်းတဘာဝလွန်ဖြစ်ရဲ့ဆန်းတွေရှိနေတယ်လို့ပြောကြပါတယ်။ဒလူနေရီမှာတရဲ6တဲဆိုတဲ့ဇလန်းတွေဟာလည်းရိုးရိုးရှင်းရှင်းတရဲပုံမြင်တွေထက်အများကြီးကိုမှပိုပါတယ်။ဒီနေရာဟာစစ်ပွဲမှာအသက်ပေးခဲ့ရတဲ့သူတွေကိုအမှန်ရစေပြီးအတရဲကြေကွဲပေရာတွေကိုလည်းဆက်လက်တရရစေဖို့ပါပဲ။အထက်ကနာကျင်မှုတွေနဲ့အဖြစ်ပြက်တွေဟာကျွန်တော်တို့မြန်မာခေတ်ကြီးကိုပဲ့တင်ထက်နေစေဖြစ်ပြီးတော့အဲ့ဒီဝိညာဉ်တွေဟာလည်းအတိတ်ကိုမမေ့ဖို့အတွက်တိတိလေးကိုတတိပေးနေတယ်လို့ပါ။ ဒါကတော့ကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့တရေ6လက်နေတဲ့စစ်ပွဲနေရာတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။